လော်ရိုခရစ်ဆောက်တန်ပေါ်မာဆင်နဲ့ဟယ်ရီရက်နပ်တို့အခုတစ်ပတ်မှာရှင်ပြိုင်ကြသားမယ်ပရီးမီးယားလိပွဲစဉ်၈ကိုဘယ်လိုခန့်မှန်းထားကြပါသလဲမင်္ဂလာပါဗျာကိုခိုင်းအင်စတာဖုတ်ဘောရှူကနေကြိုဆိုပါရစ်ကျွန်တော်ခမနာမည်ကြီးဖုတ်ဘောပန်ဒစ်တွေအေစပတ်တွေရဲ့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်၈ခမန်းရွေးချယ်မှုတွေကိုကျွန်တော်ညီကိုရေအတွက် sharing လုပ်ပေးသွားကြပါမယ်ပထမဆုံးတစ်ပွဲကတော့ Northern Forest နဲ့ Chelsea ဒီပွဲစဉ်က Chelsea တရေမကြရင်ရပြီဒီတစ်ကြာ Chelsea မနိုင်နိုင်ဘူးဆိုတော့သဘောမျိုးအာရှအကျော်ပေးထားတာပါတူပေမဲ့လည်းဒီပုံကိုယ်တွေအကြိုက်ရွေးချယ်မှုတွေကျွန်တော်တို့ရွေးချယ်မှုတွေကအဲ့လိုကြေးတွေဘာတွေကြည်တာထက်ဆိုင်အဓိကတော့ဒီတင်းကြားတဲ့ကနားလည်မှုအားเนาะ form rhythm ဘလောက်ကောင်းတယ်လဲမှန်တယ်လဲဒဏ်ရကစားသမားဘလို့ရှိတယ်လဲအဲ့ဒီပိုင်းတွေကိုအဓိကဆွေးနွေးတာပေါ့လေဆိုတော့ run up က Chelsea 2-1နဲ့နိုင်မယ်လို့ခမန်းထားတယ် Loro နဲ့ ပေါ်မှာဆင်းအောင်1-1တည်ပွဲဖြစ်မယ်လို့မှန်းပြီးခရစ်ဆော့တန်ကလည်း2-1နဲ့ချယ်ဆီနိုင်မယ်လို့ခန့်မှန်းထားပါတယ်ဒီပုဂ္ဂိုလ်၄ယောက်ထဲမှာနိုင်တယ်လို့ခန့်မှန်းတဲ့သူတွေရှိတယ်လို့ချယ်ဆီတည်ပွဲရမယ်လို့ခန့်မှန်းတဲ့သူတွေလည်းရှိတယ်ဒါတော့ကိုယ့်အကြိုက်နဲ့ကိုယ့်ကိုယ်ရွေးချယ်မှုနဲ့ကိုယ်ပဲပေါ့နော်ကျွန်တော်ကတော့ပရီဒီစီအကြိုက်အာရှအကြိုက်ကျွန်တော်အကြိုက်ထဲမှာရွေးပြီးဖြစ်တဲ့အတွက်ကြောင့်အထူးတလဲတော့ပြောမနေတော့ဘူးဒီပုဂ္ဂိုလ်၄ယောက်ရဲ့ခန့်မှန်းမှုကိုသိရှိအောင်သာကျွန်တော် sharing လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲသွားအောင် Brighton နဲ့ Newcastle တဲတဲ့ဆိုတဲ့အကြောပေးမှုပေးထားတာပါ ရန်နပ်ကတော့တူတူတေးပွဲဖြစ်သွားမယ်လို့ခမန်းထားပါဗါးလော်ရိုကနယူကတ်ဆယ်2-1နဲ့နိုင်မယ်လို့မှန်းပြီးဆောက်တန်က1-1တေးပွဲဖြစ်မယ်လို့ခမန်းထားပါဗါးပေါ်မဆင်းရလဲဟယ်ရီရက်နပ်နဲ့ရွေးချယ်မှုချင်းတူတယ်တူတူတေးပွဲဖြစ်မယ်လို့ခမန်းထားတယ်အဲကျွန်တော်ကတော့ဒီပွဲမှာတူတယ်ကိုအိုဗာကိုသဘောကျတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြင်နဲ့ဟယ်ရီရက်နပ်ပေါ်မဆင်းစတဲ့ပုံကိုယ်တွေရဲ့အမြင်တော့တူတယ်နယူကတ်ဆယ်နိုင်မာထက်အဲ့လိုတေးပွဲတစ်ပွဲနဲ့ပြီးသွားဖို့များတယ်ဗျာတေးပွဲတောင်မှ တွင်းကိုနည်းနည်းထက်ဆိုင် များများတွင်းမယ်လို့ကျွန်တော်ယူဆပါတယ်နောက်ထပ်ပွဲသွားရမယ်ဘန်လီနဲ့လီးစ်ယူနိုက်တက် တန်တက်လာတဲ့အသင်းအသင်းတွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်အရင်တော့ feel လို့မကောင်းဘောနော်ဘန်လီကတည်ကြရင်တဝက်ရှုံးပေးထားတယ် run up က least 21နဲ့နိုင်မယ်လို့မှန်းပြီး low row ကလည်း least 21နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ် south down ကစီစီမှန်းပြီးပေါ်မဆင်းကတော့11တည်ပွဲဖြစ်မယ်လို့ခန့်မှန်းထားပါတယ်ဆိုတော့ဒီပွဲစဉ်မှာစီစီခန့်မှန်းတဲ့ပုံကခရစ်ဆောက်တန်တယောက်ပဲရှိတယ်အကျန်တဲ့ပုံကိုဒီအားလုံးကတစ်ဖက်နဲ့တစ်ဖက်ဂိုးတွေသွင်းမယ်လို့ခန့်မှန်းထားတယ်ဒီလိုပွဲမျိုးတွေရပြပွင့်လင်းပြောရင်အဲ့လို handicap တွေအရင်ရွေးချယ်လို့မကောင်းတဲ့ပွဲမျိုး ို့ပေါ့နှစ်ကိုးသွင်းမှာတဝက်ပဲရှုံးတဲ့တူတယ်ကူအရာကျွန်တော်တို့ရတူတယ်ကူကိုပဲရွေးချယ်ရမယ်သဘောမျိုးပါကျွန်တော်ဆိုလဲဒါတူတယ်ကူ over ကိုပဲဒီပွဲနဲ့ပတ်သက်ပြီးရွေးချယ်ထားပါတယ်နောက်ထပ်တစ်ပွဲကျွန်တော်ထပ်သွားရမယ် Crystal Palace နဲ့ Bournemouth Palace ကပြန်ပြီးတော့အကျော်ပေးထားပေမဲ့ Bournemouth ကလည်းခေတဲ့အတင်းတင်းမဟုတ်ပါဘူးနီးပြနှစ်ယောက်လုံးကဒီနေ့ဘောလုံးရသည်မှာတော်တော်လေးစွမ်းဆောင်ရည်ပိုင်းကောင်းနေတဲ့နီးပြတွေဖြစ်ပါတယ် Run up ကတူတူပေါ်မဆင်ကတူတူ Southampton က ဘုံမောက်109နဲ့နိုင်မယ်လို့မှန်းပြီးလော်ရိုကဘုံမောက်31နဲ့နိုင်မယ်လို့မှန်းထားပါတယ်ကျွန်တော်ညကိုဒီပွဲနဲ့ပတ်သက်ပြီးတော့ထူးခြားတာတစ်ခုကိုသတိထားမိလားဒီပုတ်ကို၄ယောက်ထဲမှာတယောက်မှ Crystal Palace အနိုင်ရမယ်လို့မခံမှန်းတာဘူးပြီးခဲ့တဲ့တစ်ပတ် ရှုံးပွဲကြုံခဲ့တဲ့ Palace ကိုဒီပုတ်ကိုတယောက်မှမယုံသင်္ကာဖြစ်တာတော့နည်းနည်းရုပ်ပေါက်တယ်ပေါ့နော်ဒါပေမဲ့ပြိုင်ဘက်ကဘုံမောက်ဖြစ်တာလဲပါကောင်းပါပါလိမ့်မယ်အကျော်ပေးမှုရလဲဘုံမောက်နေချင်းစရာကောင်းနေတယ်တန်နေတယ်တရေကြဖို့များတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်တိုတယ်ကိုတွေ ရာဗျဒီတပတ်မှာပေးတာလဲအဲ့လိုတန်တဲ့အခါကျတော့ကျွန်တော်အများတွေပဲစွန့်စားစီခြင်းတယ်ဒီ Palace ဘုံမောင်ပွဲဆိုလဲထွန်နီတူပဲနှစ်ကိုးသွင်းအပြည့်ရှုံးအဲနှစ်သင်းပေါင်းသွင်းကိုဗျာ၃ကိုးလောက်ကတော့ဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီပွဲမှာဟိုနိုင်လဲတသင်းသင်းက2-1နဲ့နိုင်ပြီးတည်ကြရင်လဲလို1-1လို့ဇီဇီတို့တဲ့စာရင်2-2လို့ reset မျိုးပို့သဘောကြတယ်ဗျာအဲ့တော့ကြောင့်ကျွန်တော်ကတော့ Tuchel ကို overall ပဲရွေးချယ်ပေးပြီးသားဖြစ်ပါတယ်ကဲနောက်ထပ်တပွဲ သွားအောင်ခင်ဗျဒီပွဲစဉ်ကတော့ Manchester City နဲ့ Everton ဖြစ်ပါတယ် Run up က Man City 3-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ် Loro 4-1 Southampton နဲ့ပေါ်မစင်ကတော့2-0ကြီးဖြစ်ပါတယ်တကယ်လို့သာဒီပုံကိုယ်ကြီးခန့်မှန်းတဲ့အတိုင်းဒီရလက်ဖြစ်ပေါ်ခဲ့မယ်ဆိုရင် Man City အောင်ပါတယ်ဘာကြောင့်လဲဆိုတော့အကျော်ပေးမှုရ တကူတဝက်ရှုံးပဲရှိတဲ့အတွက်ကြောင့်ပါတကူတဝက်ရှုံးကလည်းတန်တော့တန်တယ်နော်ဘလို့ပဲဖြစ်ဖြစ် evident အသင်းဒီအဓိကကစားသမား Jack Grealish မပါဘဲနဲ့ Man City ရဲ့ ED ဟက်မှာတွားရောက်ရင်ဆိုင်ကစားရမယ်ဒီပွဲရဲ့နည်းနည်းမြတ်သေးချာနေသလားပေါ့ Man City ရဲ့အတွင်းကနှစ်ဂိုးလောက်ဖြစ်ဖို့ဆိုတာအရင်မခက်ခဲဘူးဗျာအဲ့အတွက်ကြောင့်ပဲဒီပုံကိုယ်တွေအားလုံးက Man City ကိုဂိုးပြတ်နိုင်မယ်လို့ပဲခမန်းထားကြတာဖြစ်ပါလေဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုကျွန်တော်မိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ဘောလုံးမွေးတွေကစားချင်တယ်ဆိုရင် Super Senior Baseball Team မှာ Ibak Khunshik ကို၅သုံးလုံး miss နဲ့မောင်းငါးချောက်တို့ကို member တဲ့ အပိုစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39969640မှာဆက်သွယ်ဆုံးလဲမေးမြန်းလို့ရပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်ပွဲတွေကိုဆက်လက် သွားအောင်ခင်ဗျဒီတစ်ခါတော့ဆန်ဒလန်နဲ့ဝူဗန်ဟန်တန်ဖြစ်ပါတယ်အကျော်ပေးမှုအရဆန်ဒလန်ကတရေတဝက်ရှုံပြန်ပြီးတော့အကျော်ပေးတတ်တာပါဒီတစ်ပတ်မှာတရေတဝက်ရှုံအကျော်ပေးတဲ့ပွဲတွေတော်တော်များတယ်ဗျရန်နက်ကဆန်ဒလန်10နဲ့နိုင်မယ်လို့မှန်ပြီးပေါ်မဆင်းရလဲဆန်ဒလန်ကိုပဲအနိုင်ပေးတာပါတယ်လော်ရိုနဲ့ခရစ်စတောက်တန်ကတော့ဒီပွဲစဉ်ကဝန်းဝန်းတည်ပွဲဖြစ်မယ်လို့ခန့်မှန်းထားပါတယ်တရေတဝက်ရှုံပွဲစဉ်တွေမှာအဘက်ကန်တာတွေကြီးပဲများနေတာကတော့မဟုတ်တော့မဟုတ်သေးဘူးတပွဲလောက်ကတော့အဲ့တရေတဝက်ရှုံပိုင်ရှင်ကနိုင်ကောင်းနိုင်နိုင်ဒီထဲမှာကျွန်တော် ျွန်တော်သဘောကျတာဆန်ဒလန်ကိုသဘောကျတယ်။ဆန်ဒလန်ဒီအိမ်ကွေးမှာကစားကောင်းတယ်လို့လီဘရစ်ကလည်းယာတီအစမှာတော့မစိုးကျွန်တော်တို့အဲ့ဒီအချက်အလက်လေးတွေကိုယုံပြီးတော့ဆန်ဒလန်ကိုရွေးချယ်ရလိုက်မယ်ဗျ။ ျွန်တော်လည်းစန်ဒလန်ကိုသဘောကျပါတယ်။တည်ကြဖို့များတဲ့ပွဲစဉ်ဆိုပေမဲ့နိုင်မနိုင်ကျွန်တော်တို့စန်ဒလန်ကိုပဲရွေးချယ်ပေးပါရစေ။နောက်တစ်ပွဲကတော့လန်ဒန်ဒါဘီဖူလန်နဲ့အာစနယ်ဒီပွဲရဲ့အကျော်ပေးမှုရတော့ 1D အာစနယ်တကူးထက်ပို့ဖို့တိတ်မလွယ်တဲ့အခြေအနေမျိုးပေါ့နော်။သို့တော့ကျွန်တော်ရဲ့ပွဲချုပ်သုံးသပ်ချက်တွေမှလည်းပါတယ်။အာကြီးတကူးတည်ကြတယ်။တကူးတည်ကြမှတော့ဗျာ ကျွန်တော်နောက်ထပ်တွင်းကိုတွေကိုရင်ခုန်သွားနဲ့စောင့်ကြည့်မယ်။ Runnet က RE21 နဲ့နိုင်မယ်လို့ခမန်းထားတယ်။ Loro ကလည်း21ဖြစ်ပါတယ်။ Southampton နဲ့ Bournemouth ကလည်း20စီ Arsenal နိုင်သွားမယ်လို့ခမန်းထားပါတယ်။အကုန်လုံးကတော့ Arsenal အနိုင်ပဲပေါ့နော်။ကျွန်တော်ပြောသလိုအနည်းဆုံးတော့တကူးသွင်းမယ်ဗျာ။ အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကလေအာစနယ်ကိုပဲကျွန်တော်တို့ရွေးချယ်ရမယ်အခြေအနေဖြစ်ပါတယ်။နောက်ထပ်ပွဲကတော့တနင်္ဂနွေနေ့မှာရှင်ပြိုင်ကစားမယ်ထော်တင်နော့စ်ပါနဲ့အာစတန်ဗီလာဖြစ်ပါတယ်။ရန်နက်ကတော့ဒီပွဲစဉ်မှာတော်တင်နော့စ်ပါ2-1နဲ့နိုင်မယ်လို့မှန်းပြီးလော်ရိုခရစ်ဆောက်ဒန်အားလုံး2-1နဲ့နိုင်မယ်လို့မှန်းထားပါတယ်။ပေါ်မဆင်တယောက်ကတော့1-1တည်ပွဲဖြစ်မယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျ။ဒီပွဲရဲ့ကြောပေးမှုရတော်တင်နော့စ်ပါဒီတည်ကြရင်အပြည့်ရှုံးမှာဖြစ်ပါတယ်။ဒီပွဲပြီးရင်နှစ်သင်းလုံးကတော့ဥရောပပွဲစဉ်တွေကစားဖို့ရှိပြီမယ်။တော်တင်နော့စ်ပါတော့ချန်ပီယံလိဂ်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ ပွဲပတ်မှုတန်းကိုခံရနိုင်တယ်ကျွန်တော်ကတော့တချို့ bandit တွေနဲ့အမြင်ချင်းနည်းနည်းကွဲကျင်တယ်ပေါ်မဆင်တဲ့အတွေးခေါ်ချင်းတူပါတယ်ဒီပွဲစဉ်မှာ Aston Villa အနေနဲ့အသေးလောက်ကစားနိုင်ချေရှိတယ်တရေကြပြီဆိုတော့ねအပြည့်အဝပျော်ရွှင်ခွင့်ရတဲ့အတွက်ကျွန်တော်ကတော့ ဗလာကိုပဲရွေးချယ်ကြပါတယ်နောက်ထပ်တစ်ပွဲကတော့ Liverpool နဲ့ Manchester United ဒီတစ်ပွဲရဲ့အကောင်းဆုံးပွဲပေါ့ဗျာတပိုင်းဆင်လာတယ်အများကြီးရှိတဲ့ပွဲပေါ့ Runner ကတော့ Liverpool 3-1နဲ့နိုင်မယ်လို့မှန်ထားတယ် Loro လည်း3-1ပဲဖြစ်ပါတယ် Southampton 2-1 Bournemouth 2-0နဲ့ဒီပုံကိုအကုန်လုံး Liverpool ကိုပဲနိုင်မယ်လို့ခမန်းထားတာပါတည်ကြမယ်လို့ခမန်းတဲ့ပုံကိုတယောက်ပဲရှိတယ်အဲ့ပုံကဂျုံလုံးကျွန်တော်ထဲ့တော့မပြောတော့ဘူးပေါ့နော်အရင်များနေလို့ထပါအဲ့တော့ပြောချင်တာ Total goal ကိုကျွန်တော်တို့စွန့်စားတာပိုကောင်းလိမ့်မယ်ကျွန်တော်ကတော့ Total goal over ကိုသဘောကျတယ်ဆိုတော့ဒီပုံကိုခမန်းတ လောက်ဒီပွဲစဉ်ကမယိုးရှင်းဘူးပေါ့နော်နိုင်လေနိုင်နိုင်နဲ့ကိုပြတ်ဖို့ကအဲ့လောက်ထိလွယ်ကူမနေဘူးဒီဘောလုံးရာသီမှာလီဗာပူးဒီ EPL မှာပဲဖြစ်ဖြစ်နော်ချန်ပီယံလိမှာပဲဖြစ်ဖြစ်အဲ့လိုကိုပြတ်ဒီအများကြီးတွင်းပြီးနိုင်ထားတဲ့ပွဲဆိုတာမရှိသေးဘူးကတ်နိုင်ဖို့များတယ်ကျွန်တော်ကတော့ United ကို ကြိုက်တယ်။ Okay နောက်ဆုံးပွဲကတော့တနင်္လာညမှာရှင်မြိုင်ကစားမယ်။ WhatsApp နဲ့ Brentford ပွဲတင်ဖြစ်ပါတယ်။ဒီပွဲတင်ကတော့တည်တယ်အကြောပေးထားတာပါ။ Runner က1-1တည်ပွဲဖြစ်မယ်လို့မှန်းပြီး Loro 2-1 Southampton 1-0ပေါ်မဆင်က2-1နဲ့အကုန်လုံး WhatsApp ကိုပဲရွေးချယ်ထားတာဖြစ်ပါတယ်။ဒီပွဲကတော့ပွင့်လင်းပြောတန်တယ်ဗျ။ WhatsApp ကမရှုံးနိုင်တဲ့အတွက်ကျွန်တော်တို့အားလုံးက WhatsApp ကို အကြိုက်ချင်းတူညီနေပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ဒီညမနေ့ပြန်တပတ်ခါမှာရှင်မြန်ရည်သားမဲ့ Premier League ပွဲစဉ်၈အကြိုက်အသင်းတွေကိုနမကြီးပန်ဒစ်တွေရဲ့ခမန်းမှုတွေဖော်ပြခဲ့ပြီး sharing လုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။